ုံးမဲမင်္ဂလာပါရှင်။ကမ္ဘာကြီးရဲ့အနာဂတ်နဲ့ပတ်သက်ပြီးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးမယ်။ကျမတို့ရဲ့ The Mon Channel ရာနေကြိုဆိုပါရရှင်။ဒီနေ့မှာတော့ကမ္ဘာပေါ်ကရေခဲတွေအားလုံးအရေးပြောသွားရင်ဘာဖြစ်မလဲဆိုတာကိုဆွေးနွေးသွားမှာပါ။ကြည့်ရှုသူတွေအနေနဲ့အံ့ဩတုန်လှုပ်သွားစေမယ့်အကြောင်းအရာတွေနဲ့အသိပညာဘူးတရားတွေကိုရရှိမှာပါ။ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုဆက်လက်ကြည့်ရှုနိုင်ဖို့အတွက်ကျမတို့ရဲ့ The Mon Channel ကို Subscribe လုပ်ထားဖို့မမေ့နဲ့နော်။ကဲဒါဆိုအစီအစဉ်လေးစလိုက်ရအောင်။ ပင်လယ်ရေမျက်နှာပြင်မျက်တက်ခြင်းနဲ့မြို့ကြီးများရေလွှမ်းမှုခြင်းကမ္ဘာရေကဲအလုံးအရေးပြောသွားရင်ပင်လယ်ရေမျက်နှာပြင်ဟာတိတိတသားမျက်တက်လာမှာပါဒါဟာကမ္ဘာတဝန်းကကယိုတန်မြို့ကြီးတွေကိုအကြီးအကျယ်ရေလွှမ်းမှုစီမှာပါဥပမာအားဖြင့်မိုင်ယာမီနယူးယောက်ရှန်ဟိုင်းဘန်ကောက်လိုမျိုးမြို့ကြီးတွေဟာရေအောင်ရောက်သွားနိုင်ပါတယ်ဆီလေဗယ်ရပ်ဆိုတဲ့အခြေအနေဟာအဆိုးဆုံးဖြစ်လာမှာပါဒီလိုရေလွှမ်းမှုတွေကြောင့်လူတမ်းမောင်းများစွာဟာနေနေဆုံးရှုံးပြီးရွှေ့ပြောင်းနေထိုင်ရပါလိမ့်မယ်။ infrastructure လို့ခေါ်တဲ့လမ်းတွေတံတားတွေအဆောက်အုံတွေလည်းပြည့်စည်ကုန်ပါပါ coastal erosion ဆိုတဲ့ကမ်းမပြိုကျင်းတွေလည်းဖြစ်ပွားပြီးစိုက်ပျိုးမြေတွေစီးပွားရေးလုပ်ငန်းတွေပြည့်စည်ကုန်ပါပါဒီလိုအခြေအနေကကမ္ဘာစီးပွားရေးနဲ့လူမှုရေးပေါ်အကြီးအကျယ်တရားမှုတွေရှိလာမှာပါ climate refugees လို့ခေါ်တဲ့ရာသီဥတုကြောင့်နေရာစွန့်ခွာသူတွေလည်းများပြားလာပြီးနိုင်ငံတကာအကူအညီလွယ်လာပါလိမ့်မယ်။ကယူဒန်းဒေတာများပျက်စီးခြင်းနဲ့ရွှေ့ပြောင်းနေထိုင်မှုများကယူဒန်းဒေတာတွေဟာရွေလမ်းမှုမှုကြောင့်အကြီးအကျယ်ပျက်စီးကုန်ပါပါ။ mangrove forest လို့ခေါ်တဲ့ဒေရီတော်တွေလည်းပြည့်စည်ပြီးငါးရီပစုံတွေလိုမျိုးရင်းနေတဲ့တောင်မာတွေရဲ့နေထိုင်ရာတွေလည်းပြည့်စည်ကုန်ပါပါ ecosystem လို့ခေါ်တဲ့ကရားစနစ်တွေလည်းပြောင်းလဲသွားမှာပါလူတွေဟာနေထိုင်စရာမရှိတော့လို့တခြားနေရာတွေကိုရွှေ့ပြောင်းနေထိုင်ရမှာပါဒီလိုရွှေ့ပြောင်းနေထိုင်မှုတွေကြောင့်လူရဲ့တည်တဲမှုတွေပြောင်းလဲသွားပြီးလူမှုရေးပြဿနာတွေလည်းဖြစ်လာနိုင်ပါတယ် migration လို့ခေါ်တဲ့ဒီရွှေ့ပြောင်းမှုတွေဟာနိုင်ငံရေးပြဿနာတွေအထိဖြစ်လာနိုင်ပါတယ်စီလေဗရိုက်ကြောင့်ကယုန်တန်ဒေတာရီမှာရှိတဲ့စိုက်ပျိုးမြေတွေလည်းပျက်စီးကုန်ပါပါ ဒါကြောင့်စာနေအခါပြဿနာတွေလည်းဖြစ်လာနိုင်ပါတယ်။ Food security လို့ခေါ်တဲ့စာနေအခါလုံခြုံရေးအတွက်စင်ခေါ်မှုတွေများလာမှာပါ။ရာသီဥတုပြောင်းလဲခြင်းနဲ့တဘာဝဘီယန်တရများရေကဲတွေအရေးပြောသွားရင်ကမ္ဘာရာသီဥတုဟာအကြီးကျယ်ပြောင်းလဲသွားမှာပါ။ Global warming လို့ခေါ်တဲ့ကမ္ဘာကြီးပူနွေးလာမှုဟာပိုပြီးပြင်းထန်လာပြီးမိုးခေါင်ခြင်းရေကြီးခြင်းမုန်တိုင်းလေလိုမျိုးတဘာဝဘီယန်တရတွေပိုပြီးဖြစ်လာနိုင်ပါတယ်။ extreme weather events လို့ခေါ်တဲ့ပြင်းထန်တဲ့ရာသီဥတုဖြစ်ရတယ်လည်းဖြစ်လာမှာပါ။ Ocean Currents လို့ခေါ်တဲ့သမုဒ္ဒရာရေစီးကြောင်းတွေလည်းပြောင်းလဲသွားမှာပါဒီလိုပြောင်းလဲမှုတွေဟာကမ္ဘာရာသီဥတုကိုပိုပြီးမတည်ငြိမ်စေပါလိမ့်မယ် Climate change ဟာအရှိန်ပိုမြန်လာမှာပါ Permafrost လို့ခေါ်တဲ့အမြဲတမ်းရေကဲမြေတွေရေပြောသွားရင်မေသိမ်းလို့ခေါ်တဲ့ဖန်လွင်တန်းငွေတွေထွက်လာပြီးကမ္ဘာကြီးကိုပိုပြီးပုံနှွေးစေမှာပါ Fever လို့လို့ခေါ်တဲ့တုံ့မြန်မှုကွင်းဆက်တွေကြောင့်အခြေအနေတွေပိုပြီးဆိုးရွားလာမှာပါခရီးစနစ်များပြည့်စည်ခြင်းနဲ့တရိတ်ဆန်မျိုးစိတ်များမျိုးတုံးခြင်း ရေခဲရဲ့အရေးပြောသွားရင်ခေယားစနစ်တရာအကြီးအကျယ်ပျက်စီးကုန်ပါပါပိုလာဘီယားလို့ခေါ်တဲ့ဝုံဝုံဖြူရည်နဲ့ပင်ကွင်းလို့ခေါ်တဲ့ပင်ကွင်းငှက်တေလိုမျိုးရေခဲနဲ့အသက်ရှင်တဲ့တိရစ္ဆာန်တွေဟာမျိုးတုံသွားနိုင်ပါတယ်ဘိုင်ယိုဒိုင်ဗာစတီလို့ခေါ်တဲ့ဇီဝမျိုးစုံမျိုးကွဲတွေလည်းလျော့နေသွားစီမှာပါကရယ်ရီစ်လို့ခေါ်တဲ့တဏ္ဍာကြောက်တန်းတွေလည်းပျက်စီးကုန်ပါပါ Ocean acidification လို့ခေါ်တဲ့သမုတ်တရား acid တက်များလာမှုကြောင့်တဏ္ဍာကြောက်တန်းတွေဟာပိုပြီးပျက်စီးလွှဲလာမှာပါ marine ecosystem လို့ခေါ်တဲ့ပင်လယ်ကေယားစနစ်တွေလည်းပြောင်းလဲသွားမှာပါ။ habitat loss လို့ခေါ်တဲ့နေထိုင်ရာဆုံးရှုံးမှုတွေကြောင့်တိရစ္ဆာန်တွေဟာရှင်သန်ဖို့ခက်ခဲလာမှာပါ။ extinction လို့ခေါ်တဲ့မြုပ်တုံးခြင်းတွေလည်းများလာပြီးကမ္ဘာကေယားစနစ်ဟာမတည်ငြိမ်တော့ပါဘူး။စိုက်ပျိုးရေးနဲ့စားနပ်ရိက္ခာပြဿနာများရေလွှမ်းမှုမှုတွေနဲ့ရာသီဥတုပြောင်းလဲမှုတွေကြောင့်စိုက်ပျိုးရေးဟာအကြီးအကျယ်ထိခိုက်မှာပါ။စိုက်ပျိုးမြေတွေဟာရေလွှမ်းမှုခံရပြီးစိုက်ပျိုးမရတော့ပါဘူး။တင်းနဲ့အထွတ်နှုံးတွေလည်းရောနေသွားမှာပါ။ မိုးခေါင်ကျင်းနေကြောင့်ရေရာရှိမှုနဲ့ပါလာပြီးစိုက်ပျိုးရေးဟာပိုပြီးခက်ခဲလာမှာပါ irrigation လို့ခေါ်တဲ့ရေသွင်းစနစ်တွေလည်းအသုံးမဝင်တော့ပါဘူးစားနပ်ရိက္ခာပြက်လက်မှုတွေလည်းဖြစ်လာပြီးကမ္ဘာလူဦးရေအတွက်စားနပ်ရိက္ခာလုံလောက်မှုဟာစိတ်ခေါ်မှုတစ်ခုဖြစ်လာမှာပါစားနပ်ရိက္ခာဇေနုံတွေလည်းမြတ်တက်လာပြီးလူတွေဟာစားဝတ်နေရတဲ့ပိုပြီးခက်ခဲလာမှာပါအာဟာရချို့တဲမှုတွေလည်းများလာပြီးလူတွေရဲ့ကျန်းမာရေးဟာထိခိုက်မှာပါစားနပ်ရိက္ခာလုံခြုံရေးဟာအရေးကြီးဆုံးပြဿနာတစ်ခုဖြစ်လာမှာပါ ရာသီဥတုပြောင်းလဲမှုကြောင့်စိုက်ပျိုးရေးဟာပိုပြီးမတည်ငြိမ်သွားပါဘူး။ရေရှည်တည်တံ့တဲ့စိုက်ပျိုးရေးနေလန်းတွေကိုရှာဖွေဖို့လိုအပ်လာမှာပါ။နေပညာတိုးတက်မှုတွေဟာစိုက်ပျိုးရေးအတွက်အကူအညီဖြစ်လာနိုင်ပါတယ်။တောင်တုံးရေရှာပါခြင်းနဲ့ယောဂများဖြတ်ပွားခြင်းရှိခဲ့တဲ့အရေးပြောသွားရင်တောက်တုံးရေရရှိမှုဟာချောနေသွားမှာပါဂလရှာလို့ခေါ်တဲ့ရေခဲမြစ်တွေဟာတောက်တုံးရေရဲ့အဓိကရေမြစ်တစ်ခုဖြစ်ပြီးဒီရေခဲမြစ်တွေဟာပျောက်သွားရင်တောက်တုံးရေပြဿနာဟာပိုပြီးဆိုးရွားလာမှာပါ ရေရှားပါမှုဟာကမ္ဘာလူ့ဥယျာဉ်ရဲ့အများစုကိုထိခိုက်စေမှာပါ။စားငတ်ရည်ဝင်ရောက်မှုတွေကြောင့်မြေအောက်ရေတွေဟာတောက်တုံးမရတော့ပါဘူး။ညဉ့်ညမ်းရေတွေကြောင့်ရောဂါရေလည်းဖြစ်ပွားနိုင်ပါတယ်။ရေကနေတဆင်ကိုဆက်တဲ့ရောဂါရေလည်းများလာမှာပါ။တန်ရှင်းရေးစနစ်တွေလည်းပြက်စီးကုန်မှာပါ။တကွေအတန်ရှင်းမှုဟာအရေးကြီးဆုံးဖြစ်လာမှာပါ။ကျေးဇူးကျန်းမာရေးဟာအကြီးကျယ်ထိခိုက်မှာပါ။ရောဂါကိုဆက်မှုတွေလည်းများပြားလာပြီးကမ္ဘာလူ့ဥယျာဉ်ရဲ့ကျန်းမာရေးဟာဆွေးရင်စရာဖြစ်လာမှာပါ။စီးပွားရေးနဲ့လူမှုရေးအကျိုးသက်ရောက်မှုများ ရေလွှမ်းမှုမှု၏နဲ့ရာသီဥတုပြောင်းလဲမှု၏ကြောင့်ကမ္ဘာစီးပွားရေးဟာအကြီးကျယ်ထိခိုက်မှာပါအခြေခံအဆောက်အအုံတွေပြည့်စုံမှု၏ကြောင့်စီးပွားရေးလုပ်ငန်းတွေဟာရပ်တန့်ကုန်မှာပါစီးပွားရေးဆုံးရှုံးမှုတွေဟာအလွန်များပြားမှာပါအလုပ်ကိုင်းဆုံးရှုံးမှုတွေလည်းများလာပြီးလူတွေဟာအလုပ်လက်မဲ့ဖြစ်လာမှာပါစီးရဲမွေးတေမှုဟာပိုပြီးဆိုးရွားလာမှာပါလူမှုရေးမငြိမ်သက်မှုတွေလည်းဖြစ်လာနိုင်ပါတယ်နေရဆွန့်ခွာမှုတွေကြောင့်လူမှုရေးပြဿနာတွေလည်းများလာမှာပါမငြိမ်မြမှုတွေဟာပိုပြီးဆိုးရွားလာမှာပါကမ္ဘာစီးပွားရေးဟာအကြီးကျယ်ပြောင်းလဲသွားမှာပါ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတွေဟာအရေးကြီးဆုံးဖြစ်လာမှာပါ။ကမ္ဘာမြေပုံပြောင်းလဲခြင်းနဲ့နယ်နိမိတ်ပြည်ထနာများရေလွှမ်းမှုမှုတွေကြောင့်ကမ္ဘာမြေပုံဟာအတိအကျပြောင်းလဲသွားမှာပါ။ကယုတ်တန်းတွေဟာပြောင်းလဲသွားပြီးကျွန်းနိုင်ငံတွေနဲ့ကယုတ်တန်းနိုင်ငံတွေဟာရေအောင်ရောက်သွားနိုင်ပါတယ်။နေပယ်အငင်းပွားမှုတွေလည်းဖြစ်လာနိုင်ပါတယ်။ကျွန်းအစ်စ်တွေပေါ်လာနိုင်ပြီးရေအောင်နှမြုပ်သွားရင်မြေတွေလည်းရှစ်လာနိုင်ပါတယ်။တည်တံ့စီးပွားရေးစုံတွေလည်းပြောင်းလဲသွားမှာပါ။နိုင်ငံတကာဥပဒေတွေဟာပြောင်းလဲဖို့လိုအပ်လာမှာပါ။ပင်လယ်နယ်နိမိတ်တွေလည်းပြန်လည်သတ်မှတ်ဖို့လိုအပ်လာမှာပါ။ ဘူမိနိုင်ငံရဲ့ပြောင်းလဲတွေဟာအကြီးအကျယ်ဖြစ်လာမှာပါ။အာတိတ်နဲ့အန်တာတိကဒေသများ၏အပြောင်းလဲများအာတိတ်နဲ့အန်တာတိကဒေသတွေဟာအကြီးအကျယ်ပြောင်းလဲသွားမှာပါ။အာတိတ်ရေခဲတွေဟာအလေအမြန်အရေးပြောသွားမှာပါ။တင်မောလန်ချောင်းတစ်တွေပေါ်လာနိုင်ပြီးတဘောတရံစားတာတွေကိုထုတ်ယူဖို့လက်ကူလာမှာပါ။အန်တာတိကရေခဲလွှာတွေဟာလည်းအရေးပြောသွားပြီးပင်လယ်ရေမျက်နှာပြင်ကိုပိုပြီးမြင့်တက်စေမှာပါ။ပမာဖရော့စ်တောင်းရင်လို့ခေါ်တဲ့အမြဲတမ်းရေခဲမြေအရေးပြောမှုတွေကြောင့်မိသိန်းတန်းငွေတွေထွက်လာပြီ မ္ဘာကြီးကိုပို့ပြီးပူနွေးစေမှာပါ။အာတိတ်နဲ့အန်တာတိတ်ကဂရားစနစ်တွေဟာအကြီးအကျယ်ပြောင်းလဲသွားမှာပါ။တော်ရိုင်တရိတ်ဆန်တွေရဲ့နေထိုင်ရာတွေပြည့်စည်ခုံမှာပါ။သိပံသူတွေတနာတွေဟာလည်းအရေးကြီးဆုံးဖြစ်လာမှာပါ။နိုင်ငံတကာပူပေါင်းဆောင်ရွက်မှုတွေဟာအာတိတ်နဲ့အန်တာတိတ်ကဒေသတွေကိုကောက်ွယ်ဖို့အတွက်အရေးကြီးဆုံးဖြစ်လာမှာပါ။လူသားတို့၏ရှင်သန်ရည်တည်ရေးနဲ့အနာဂတ်ရှိခဲ့အရေးပြောသွားရင်လူသားရဲ့ရှင်သန်ရည်တည်ရေးဟာအကြီးအကျယ်ဆင့်ခေါ်မှုတစ်ခုဖြစ်လာမှာပါ။ adaptation လို့ခေါ်တဲ့လက်ရောညှိတွေမှုတွေဟာအရေးကြီးဆုံးဖြစ်လာမှာပါ short time လုပ်ငန်းတွေလည်းအရေးကြီးပါတယ်ရေရှည်တည်တံ့နဲ့ဖွံ့ဖြိုးတိုးတက်မှုဟာအနာဂတ်အတွက်အရေးကြီးဆုံးဖြစ်လာမှာပါနည်းပညာဆိုင်ရာဖြည့်ရှင်းနည်းတွေဟာအကူအညီဖြစ်လာနိုင်ပါတယ်ပြန်လည်ပြဖြိုးမြတ်ဆွမ်းရည်တွေကိုအသွင်ပြုဖို့လိုအပ်လာမှာပါတဘောပဝင်ခြင်းအသိဉာဏ်တွေဟာလည်းအရေးကြီးဆုံးဖြစ်လာမှာပါ global cooperation လို့ခေါ်တဲ့ကမ္ဘာလုံးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေဟာအနာဂတ်အတွက်အရေးကြီးဆုံးဖြစ်လာမှာပါ။ future generation လို့ခေါ်တဲ့နောင်လာနောင်သားတွေအတွက်ကမ္ဘာကြီးကိုကာဝယ်ဖို့လိုအပ်ပါတယ်။လူသားမျိုးနွယ်ရဲ့အနာဂတ်ဟာကျမတို့ရဲ့လက်ထဲမှာပဲရှိပါတယ်။ဒီ video လေးကိုကြိုက်နေတဲ့တည်းဆိုရင် like လုပ်ပေးဖို့မမေ့နဲ့နော်။တငယ်ချင်းတွေကိုလည်း share ပေးပြီးတော့အတူတူလေ့လာကြရအောင်။နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ video တွေကိုဆက်လက်ကြည့်ရှုနိုင်ဖို့အတွက်ကျမတို့ရဲ့ channel လေးကို subscribe လုပ်ထားဖို့လည်းမမေ့နဲ့နော်။နောက် video တွေမှာပြန်လည်ဆုံတွေ့ကြပါအောင်မယ်။ကျေးဇူးတင်ပါတယ်ရှင့်။